ကျွန်တော်ဒီဗီဒီယိုရိုက်ရတဲ့အကြောင်းအရာတော့ကျွန်တော်ရဲ့ service တွေကျွန်တော်သွားနေရဲ့ way တွေကျွန်တော်ရှိမှရရှိနိုင်တဲ့ဒီ plan တွေပေါ့နော်အဲ့ဒါတွေအားလုံးကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်လေး detail လေးကျွန်တော်ပြောပြမယ်အဲတချို့နေရာ major ကျွန်တော်ရှိမှဘာတွေရနိုင်လဲဥပမာဥပမာဗျာကျွန်တော်ရှိမှအရေးကြရနိုင်လား အပြင်ငွေကြံရနိုင်လားအဲ့လိုတွေကစပြီးတော့တခြားတခြားကျွန်တော်ရှိမှာဥမာကျွန်တော်ရှိမှာမရှိတဲ့ကားတွေဗျာဥမာကျွန်တော်ယုံမှာမရှိတဲ့ကားတွေကိုဆိုရင်လည်းအပြန်နေလိုက်ကြည့်ပေးလားလိုက်ကြည့်ပေးရင်တော့ဘယ်လိုတွေယူလဲဘယ်လိုတွေဆာဖစ်လုပ်လဲဆိုတော့မေးကြတယ်ပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်ရှိမှာရရှိနိုင်တဲ့ဆာဖစ်တွေကြောင့်အရင်ပြောရမယ်ဆိုရင်ကျွန်တော်ယုံမှာမရှိတဲ့ကားကိုဗောနောမိတ်ဆွေကဝယ်ခြင်းနဲ့အဲတေချာလေးလည်းဖြစ်ခြင်းနဲ့ကျွန်တော်ကြည့်ပြီးတော့အာမခံထားတဲ့ဟာလေးလည်းဖြစ်ခြင်းနဲ့ဆိုရင်ကျွန်တော်ယုံမှာလည်းမရှိဘူးမိတ်ဆွေလိုချင်တဲ့ကားအဲ့တော့ကျွန်တော်အပြန်နေကြည့်ပေး အဓိကတော့မိတ်ဆွေတို့တွေ့ထားတာကိုလိုက်ကြည့်လေးတာဆိုရင်တော့ပုံမြန်တယ်ပေါ့ဗျာကျွန်တော်ကပါရှာခိုင်းနေဆိုရင်တော့နည်းနည်းကြာလိမ့်မယ် service charge တွေကကျတော့ကျွန်တော်တောင်းဝင်ယူရတဲ့ပုံမှာ multi fee 1%နဲ့2%နဲ့ရှိအများဆုံးကတော့ကျွန်တော်ကြည်ပေးုံတက်တက်ဆိုရင်တော့ကျွန်တော်1%ယူတယ်1%ဘယ်လိုယူလဲဆိုတော့ကားရဲ့အယိုးဆက်အတိုက်ခိုင်းပြီးဝင် OZ ပြန်စီအင်ဂျင်ဂီယာဘောက်အောက်ပိုင်း wiring ပိုင်းစားစံပိုင်းတွေကျွန်တော်စစ်ဆေးပေးလိုရင်ကျွန်တော်စစ်ဆေးလေးပြောပေးတယ်နောက်ဆုံး final ကြရင်လည်းကျွန်တော်စာချုပ်ချုပ်တဲ့အပိုင်းလည်းကျွန်တော်တရားဝင်တည်တည်ချာလေးစာချုပ်ချုပ် ကဉ္ဇနာရင်စစ်ကိုကြာကျွန်တော်ငယ်မူမတန်းဖိုင်တိုက်ကြည့်ဖို့တော့တော့ရင်စစ်ခိုင်းတယ်အဲ့တော့ရင်စစ်တာကြတော့ကျွန်တော်ဘူကင်မဲယူပေးတယ်ပေါ့နော်ရင်စစ်တဲ့ချားချက်စီရတော့မိတ်ဆွေကိုထပ်ပေးရတယ်ကျွန်တော်ယုံဝကားတွေရောင်းတာဆိုတော့ကျွန်တော်ကိုယ်တိုင်တေချာစစ်ပြီးဝယ်ထားတာပေါ့နော်အခုနကျွန်တော်ပြောတဲ့စစ်ချက်တွေတိုင်းပဲကျွန်တော်စစ်ထားတာဘာလဲဆိုတော့ကားရဲ့အယိုးစစ်တိုက်ခိုင်း PY အော်စေးပြန်စီ PY အင်ဂျင်ကြာပေါ့အောက်ပိုင်း PY ဝါရိမ်းပိုင်းစားစားရမိုင်းနဲ့အကုန်စစ်တယ် PY နောက်ဆုံးဖိုင်နဲ့စာချုပ်ချုပ်တဲ့ဘိုင်းကြီးကြရင်လည်းကျွန်တော်တိတိကျကျစာချုပ်ကိုတေချာချုပ်တယ်အဲ့လိုချုပ်ပြီးွားရင် ပြီးကဉ္ဇနာကိုလည်းကျွန်တော်တရားဝင်ရင်စစ်တယ်။ဘာလို့ရင်စစ်လဲဆိုတော့ကျွန်တော်မိကွန်းတွေတော်တော်များများလေးမေးကြတယ်။ဘာလို့ဆိုတော့မင်းတို့ကောင်းကောင်းကြည့်တဲ့နေရပဲမင်းတို့က professional တွေပဲ။ဘာလို့ရင်စစ်လဲဆိုတော့ကျွန်တော်အဲ့ဒီအတွက်လည်း video တစ်ပုဒ်လုပ်ထားတယ်။ဒါပေမဲ့ဒီမှာလည်းကျွန်တော်အကြံပေးလေးပြောရမယ်ဆိုရင်အဓိကကျွန်တော်ရင်စစ်ခဲ့တဲ့ကျွန်တော်ရင်ကတော့အခိုင်အမာစာ9000 challenge လို့ခေါ်တာပါနော်။အခိုင်အမာ8 challenge လေးလည်းပါတည်ခြင်းနဲ့အယောင်းဝယ်မှာပြီးွားရင်နောက်တစ်ခါကျတော့အဓိကပြောရမယ်ကျွန်တော်ရင်ကျွန်တော်ငယ်မှုမတန်းလေးတည်ခြင်းလို့ငယ်မှု file လေးတိုက်ကြည့်ခြင်းနဲ့ငယ်မှုမတန်းလေးတည်ခြင်းလို့ကျွန်တော်တို့စစ်တာ။အဲပြီးွားရင်ကျွန်တော်ရုံမှာရောင်းနေတဲ့ကားတွေကိုကျွန်တော်မေးကြတာမေးခေါ်ပါလဲဆိုတော့ အရေးကြရလားလဲထက်ရလားငွေစင်တစ်မျိုးတည်းလားအဲ့ဒါကြီးမေးတယ်အဲ့တော့ကျွန်တော်ရုံမှရောင်းနေတဲ့ပုံစံကငွေစင်လဲရတယ်အလဲထက်လဲရတယ်ငွေကြံလဲရတယ်အရေးကြလဲရတယ်ငွေကြံဆိုရင်လည်းဗျာကျွန်တော်တို့ကအတိုးတွေပိုင်းနဲ့ငွေခြံပေးတာမဟုတ်ကျွန်တော်တို့ကဒီအတိုးတွေပိုင်းဆိုလည်းကျွန်တော်တို့ယူလို့လည်းမရဘူးစားလို့လည်းမပိုင်ဘူးဆိုတော့ဒါတွေကျွန်တော်လုံးဝလက်မထည့်ဘူးကျွန်တော်တို့ကအယောင်းဝယ်တစ်မျိုးတည်းပဲအဲလုံးဝ3လလောက်1100နဲ့1100တပတ်လည်းနဲ့ရောင်းထားတဲ့ကားပေါ့နော်ကျွန်တော်တို့1000ပေးပါတယ်100ကြံပါတယ်အဲ့100ကိုကျွန်တော်3လလောက်ဆောင်းတယ်ဆောင်းပေးတယ် ာမှကျွန်တော်အဲ့ပုံမှာအကျိုးမြတ်လည်းမရှိဘူးအတိုးလည်းမရှိဘူးအဒီနေ့ပြန်ဝေချေတယ်ကျွန်တော်အုံနာဖို့ပို့ပြီးလဲအဲ့လိုမျိုးခြံပေးရတယ်မလားအဓိကထောက်ထားတော့ကျွန်တော်တို့အတွက်လိုတာပါဗျာကျွန်တော်တို့လည်းငွေခြံဖို့အတွက်ကိုကြတော့ထောက်ထားတစ်ခုတော့လိုအပ်တာလေးတော့ကျွန်တော်တောင်းတယ်အလူခိုင်နေဆိုရင်ကျွန်တော်ခြံပေးတယ်အဓိကကျွန်တော်ပြောချင်တာဒီခြံလိုက်တဲ့ငွေပေါ်မှာကျွန်တော်တို့ကအတိုးယူတာတို့အမျက်ယူတာတို့လုံးဝမလုပ်ကျွန်တော်တို့ကကားနဲ့ပတ်သက်တာပဲကျွန်တော်တို့လုပ်တာဒီကြံတဲ့ငွေတွေပေါ်မှာဟိုအတိုးယူတာတို့အမျက်ယူတာတို့ဟိုဟာယူတာတရားယူတာကျွန်တော်ဆက်မလုပ် ်ပြီးတော့အစ်ကြဆိုတဲ့အပိုင်းကြတော့ကျွန်တော်တို့ကလားနဲ့ထားတာမဟုတ်တော့နှစ်နဲ့ထားတာပေါ့နော်တစ်နှစ်ထားခြင်းနဲ့လူရှိရယ်နှစ်နှစ်ထားခြင်းနဲ့လူရှိရယ်သုံးနှစ်ထားခြင်းနဲ့လူရှိအဲ့လိုမျိုးကြတော့ကျွန်တော်တို့မှမရောက်လားဆိုရရတယ်ကျွန်တော်တို့ယုံဝါကားကြီးအားလုံးကအစ်ကြရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘန်နဲ့ချိန်ပေးတာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ license နဲ့တေချာကိုဘန်နေနဲ့ collab လုပ်ထားတာရှိအဲ့တော့ဘဲဘန်မဆိုရတယ်ကျွန်တော်တို့စီစဉ်ပေးတယ်အဲ့တော့ဒီအရေးကြမှာလဲကျွန်တော်တို့ကအဲ့အရေးကြရဲ့ပုံမှာယူထားတဲ့အကျိုးမြတ်ဆိုတာမရှိဘူး ဥပမာဗျာကျွန်တော်တို့ကားရဲ့ရောင်းငွေအဲ့ရောင်းငွေကိုကျွန်တော်တို့တပတ်လာစောင့်ခိုင်းတဲ့ဘဏ်စောက်ပြီးကျွန်တော်ငွေရရင်ကျွန်တော်ပြီးပြီဒီစောင့်ခိုင်းတဲ့ပုံမှာငွေယူတာတို့ပြီးအရေးကြပြန်ချိတ်ပေးလို့ဗျာ agent fee ဆိုပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ငွေယူတာတို့အဲ့ဒါမျိုးတွေကျွန်တော်လုံးဝမရှိကျွန်တော်လုံလဲမလို့လုံပိုင်ဝင်လဲမရှိဘူးလုံလဲမလို့ကျွန်တော်တို့ကအဲ့ဒါတော့ကျွန်တော်ရှိမှာရနိုင်တဲ့အထူးခွင့်ရေးတစ်ခုပေါ့နော် ဘန်ကတော့သူတို့ထုံးစံအတိုင်းသူတို့ deposit ယူမယ်ပြီးရင် insurance အလုံးစုံ insurance ပေါ့ကားရဲ့အလုံးစုံ insurance လုပ်မယ်အပြီးဝရင်သူတို့သတ်မှတ်ထားတဲ့နှုန်းထားတိုင်းသူတို့လစဉ်ပေးတယ်သူတို့လုပ်ပါမယ်ဒါတွေကတော့ဒါအိမ်မဲ့ဖြစ်ဖြစ်ကားမဲ့ဖြစ်ဖြစ်လက်ရှိရှိရဲ့ဘန်ရဲ့ policy တိုင်းပဲကျွန်တော်တို့သွားရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ service တွေအကြောင်းကြီးပြောနေရင်းနဲ့ကျွန်တော်ခေါင်းထဲတစ်ခုပေါ်လာလေးတစ်ခုပြောမယ်ဆိုရင်အဲကျွန်တော်ဗီဒီယိုတွေရိုက်တယ်ပေါ့နော်ဗီဒီယိုတွေတင်တယ်အကြောင်းအရာတွေလုပ်တယ်အဲအဲ့လိုကျွန်တော် customer တွေကဲလုပ်တဲ့အပိုင်းတွေရှိအဲ့ဒီဟာတွေပေါ်မှာလူရတချို့ချို့က မှန်တော့ကျွန်တော်အမြင်ကတော့လုံးဝခြေဝင်တာဗျာဒါလုံးဝခြေဝင်တာအတိတ်သားကြီးဗျာဒါပေမဲ့ blame နေပေါ့ဗျာ blame ကြအဲ့တော့ကျွန်တော် live ဖြည့်ရှင်းရမယ့်ကိစ္စကြီးကဘာကြီးလဲဆိုတော့ကျွန်တော်ချက်ဝယ်သွားတဲ့ကားကြီးပြီးတော့ကျွန်တော်ပေးလိုက်တဲ့ service ကြီးပြီးငွေကြီးကိစ္စကြီးအလုံးနဲ့ပတ်သက်တာကြီးပေါ့ဗျာအဲ့ဒါကြီးပေါ်မှာတခုခု error တက်လာတယ်တခုခု complain တက်လာတယ်ဆိုရင်ဒါကျွန်တော်မှတောင်းရင်အပြေအဝရှိတယ်ကျွန်တော်ဘက်ကနေပြီးတော့အပြေအဝတောင်းရင်ယူပြီး live ဖြည့်ရှင်းရမှာကျွန်တော်တောင်းတယ်ဒါပဲကျွန်တော်စိတ်ဝင်လာတယ်ကျန်တဲ့ဟာကြီးကတော့ကျွန်တော် live စိတ်ဝင်စားနေကြတယ်မလို့လို့ကျွန်တော်ထင်တယ်စိတ်လည်းဝင်သွားဘူးပေါ့နော် ဲ့တော့ဗျာလုပ်ငန်းတစ်ခုမှာတော့ဗျာခလုတ်တိုက်တာလည်းရှိတယ်တင်းပါစအနေတကျွန်တော်တို့ကကြောတထစ်ချင်းစီတက်လာတာဗျာအဲ့တော့တထစ်ချင်းစီမှာပြင်ပြီးပြုပြင်ရမယ့်ဟာလေးတွေပြုပြင်ပြီးတော့ကိုဟန်ဒယ်လုပ်လာတာပေါ့ဗျာအာဒီကတော့ငါမဟုတ်သေးဘူးဒီအကျင့်ကတော့မဟုတ်သေးဘူးဒီပြုမှုကတော့မဟုတ်သေးဘူးဆိုပြီးဟန်ဒယ်လုပ်လုပ်လုပ်ပြီးတော့အကောင်းဆုံးဆိုတဲ့အပုံမှန်ပုံစံပေါ့ဗျာတရက်ထက်တရက်တလားထက်တလားတနေ့ထက်တနေ့ကိုကျွန်တော်တို့ကပေးရအောင်စူးစမ်းအခုဆိုရင်ကျွန်တော်ရုံးခန်းအနေထားတွေကျွန်တော်ရဲ့ service တွေကတော်တော်လေးတွေ fine လာပြီအရင်ဆိုရင်ဗျာ ဟိုပထမဆုံးဗီဒီယိုရိုက်တယ် viral ဖြစ်သွားတယ်အဲ့တော့ဖုန်းနေအရန်ခေါ်တယ်အဲ့ဒီအချိန်မှာဖုန်းနေခေါ်မရတာလို့ဖုန်းနေကဟိုဝင်ထွက်တွေအလုံးဝအဆင်မပြေသွားတာလို့တခါကျရင် viber တွေမှာအော် reply တွေအရန်တက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တယောက်တည်းပြန်လာအဆင်မပြေသွားတဲ့အချိန်မှာလူတန်းစီမပြန်လိုက်နိုင်တာလို့ပြောရှိခဲ့အဲ့ဒါလေးတွေကိုလည်းကျွန်တော်တဖြည်းဖြည်းချင်းကျွန်တော်ပြင်လာတယ်ပြင်လာပြီးတော့ကျွန်တော်အခုအကောင်းဆုံး service တွေကိုတနည်းအားရောက်နေအဲ့တော့ထပ်ပြီးတော့ကျွန်တော်သွားမဲ့ပုံစံတွေဆိုရင်လည်းအရန်မိုက်တဲ့ပုံစံတွေကျွန်တော် season high ရှိ အခုရုံးကအနေထားဆိုလဲကျွန်တော်ဒီနေထားဒီနေထားနေပြီးတော့ထပ်ပြီးကျွန်တော်ကားတွေများလာရင်လည်းဒီထက်ကျဲတဲ့အနေထားတွေလည်းကျွန်တော်ထပ်လုပ်ဖို့ရှိအဲ့တော့ဒီ2025ရဲ့နှစ်ကုန်သုံးလမှာလဲကျွန်တော်ဒီလုပ်ငန်းပေါ့နော်ဒီအကြောင်းဝယ်လုပ်ငန်းတွေဒီကားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်အရမ်းမိုက်တဲ့ plan တွေလာဖို့ရှိတယ်အဲ့ဒီအပြင်ကိုမှကျွန်တော်ဒီသုံးလမှာကျွန်တော်လုပ်ငန်းတစ်ခု level တစ်ခုပေါ့နော်အဲ့ level တစ်ခုကိုကျွန်တော်လေ့လာဖို့ရှိအဲ့လေ့လာနေတဲ့ video တွေလည်းမိတ်ဆွေတို့ကျွန်တော်ဒီ page မှာတစ်ခါလေး like ကြည့်လို့ရအောင်ကျွန်တော်စီစဉ်ထားတယ် ျွန်တော်ဘယ်နယ်ဘယ်မှာဘလို့ຢာရီထက်လေးလာနေလဲဆိုတော့တခိုင်းလိုက်ကြည့်လို့ຢာရီ အဲ့တော့ကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ဘယ်လို sharing အသစ်တွေနဲ့ဘယ်လိုပုံစံအသစ်တွေလာဖို့ရှိလဲဆိုတာကိုမေဆိုလို့စောင့်ကြည့်ပြပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်တယ်အဲ့တော့ကျွန်တော်တော့ကျွန်တော်ပုံစံအတိုင်းပါเนาะကျွန်တော်အခုလုပ်နေတဲ့လုပ်ငန်းတွေရောကျွန်တော်နောက်ထပ်လေ့လာမယ့် level တွေအားလုံးရောကျွန်တော်ရဲ့ sequence လေးတစ်ခုနဲ့ rule လေးတစ်ခုနဲ့ပေါ့เนาะကျွန်တော်တေချာလေးလောက်ဝါဖို့ရှိတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဘယ်လိုအသစ်တွေကိုဘယ်လိုချပြပါမလဲဆိုတာကိုမေဆိုလို့စောင့်ကြည့်ပြပါအဲ့တော့ကားနဲ့ပတ်သက်ပြီးတော့တိလို့ရမေးလို့ရမြန်လို့ရမြောက် only တရားပြပါ if for only if for balance